အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တော်လေးကိုစိတ်ဝင်စားဘူးဒီနေ့မှာဒါကျွန်တော်တို့အဲ ဘောလုံးအသင်းတွေဆိုတာလက်ရှိမှာစိတ်ဝင်စားတဲ့ news တွေပဲကြိုထိုင်ပြောနေတာပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်ရင်ကြိုက်တဲ့ဥစား topic လေးလည်းပြောနေတာဒီနေ့ပုံစံမှာစိတ်ဝင်စားတဲ့ type တော့ title လေးပဲအဲ့တော့လက်ရှိမှာဒါကျွန်တော်တော်တော်လေးကို transfer news ရောက်လာတဲ့အချိန်မှာ David Austin ကို Fabrizio Romano တို့ရဲ့အဆိုအရတော်တော်လေးကိုစိတ်ဝင်စားဖို့ခေါင်းတဲ့ scenario တခုရောက်လာပြီအဲ့ဒီနေရာမှာကျွန်တော်ကိုယ်တိုင်လည်းဒါကျွန်တော်တို့ input ပေးခြင်းတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ဒါအမြင်လေးတခုကျွန်တော်ထည့်ပြီးပြောခြင်းတာလေးရှိတယ်အဲ့တော့ သတိထားမိလားဗျလက်ရှိမှာတော့ကျွန်တော် Manchester United အသင်းနေနဲ့တွေ့ကြမြင်ကြရတယ်မဲ့ Ozil Mango ဒီနှစ်မှာခေါ်ယူမှာမဟုတ်ဘူးဒါတရားဝင်ကြေညာထားတယ် David Austin ကိုတိုင်ကရေးသားပြောထားတယ်လက်ရှိမှာ Ozil Mango ဒါ Manchester United ရဲ့ဒါကျွန်တော်တို့အပြောင်းရွှေ့မှာလုံးဝမပါဘူးမနစ်ကလည်းမမဲ့ရပဲဒါကျွန်တော်တို့ Chelsea အသင်းနဲ့တူဒါကျွန်တော်ဘယ်အသင်းကလည်းမသိဘူးဒါကျွန်တော်မမဲ့ရ Ozilman ကိုဒါခေါ်ယူဖို့အတွက်မနစ်ကຫນွေကဒီလိုအချိန်မှာအသေးတန်ဟိုမလို့ကျွန်တော်ဒါဒီလိုနားမဲ့၃လောက်မှာအသေးတန်ကြိုးစားတယ် ပြီးလဲပြီးတော့ awesome man နဲ့သူ့ရဲ့ agent ရဲ့စောက်ပုံမကြမှုကြောင့်မလို့ Chelsea ကရှင်းတယ် fuck off ပဲ okay မင်းကမင်းသွားကျင်တဲ့ club ဒါပေမဲ့အရင်တော့ငါနဲ့မတူတဲ့တစ်ချက်ရှိလာခဲ့တာ Premier League အသင်းတွေကဒါကျွန်တော်တို့ဒီကမ္ဘာပေါ်မှာရှိတဲ့ဘောလုံးအသင်းတွေကအခုလက်ရှိမှာကစားသမားရဲ့ဇယိုက်ကိုအရန် အဲစဉ်းစားလာတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။ဘာလို့လဲကစားသမားရဲ့ character ကစားသမားရဲ့ဇယိုက်ကိုအရင်စဉ်းစားအထူးသဖြင့်ဒါကျွန်တော်အသင်းကြီးတွေပေါ့နော်။ဥမာဒါကျွန်တော် Manchester United လို့ scenario လိုမျိုး Manchester United ဆိုဒီကိစ္စနဲ့ပတ်သက်ပြီးခဏခဏရင်ဆိုင်ရတယ်။ဥပမာ example တစ်ခုကျွန်တော်တို့ပြောအောင်။ United တင်းတဲ့ Jadon Sancho Jadon Sancho နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဟို character ကောင်းတဲ့လူကိုသား Manchester United ဘက်ကနေပြီးတော့မျက်နှာသာပေးသွားဖို့ပြင်ဆင်လာတယ်။ ဂျီရင်ဆန်ချူမာဂရက်ရက်ချူတော့ဒါပါမန်ဂိုရက်ချူနဲ့ဒါကျွန်တော်တို့ဒါအကက်နေပါညာချင်းဂျီရင်ဆန်ချူဒါကျွန်တော်တို့ကိစ္စဆိုဒါယူနိုက်တက်အသင်းနဲ့ဘလို့ပဲကြည်ကြည်အဖက်ဖက်ကရှုံးနေနေထားမှရှိတယ် ်တကယ်ကိုအဖက်ဖက်ကရှုံးတယ်အာပြန်စစကြည့်မယ်ဆိုတော်တော်လေးကိုဝမ်းနေမှုကောင်းတဲ့ scenario တခုပေါ့နော်အဲ့တော့ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာဒါကစားသမားတစ်ယောက်ကိုခေါ်ပြီးဆိုရင် character ကိုအရင်ကြည်လာပြီးဆိုနားလည်လို့ရတယ်ဘာလို့ဆိုအဖက်ဖက်ကကြည့်မယ်ဒါကျွန်တော်တို့ Paul Pogba ခင်မကြည့်မလားအခုလက်ရှိဒါကျွန်တော်တို့ Jadon Sancho ခင်ကြည့်မလားအဲ့တော့ဒီလိုမျိုးခံခဲ့ရပြီးနောက်ပိုင်းမှာ Manchester United အသင်းအနေနဲ့အဇမန်ကိုလုံးဝဒါကျွန်တော်တို့ခေါ်ယူဖို့အစီအစဉ်မရှိတော့ဘူးအဲ့တော့ဒီနေရာမှာပထမအဆုံးပြောတဲ့အချက်ကဘာကြောင့်လဲ ဒေးဗစ်အော်စတင်ကတော့ပြတ်သားဒေးဗစ်အော်စတင်ကသူများဒါကျွန်တော်တို့ဒန်လစ်တွေမတွေ့တာသူဟာပြတ်သားတယ်လက်ရှိမှာအော်ဇင်မန်ကရိုက်တာပေါ်မူတည်ပြီးအသင်းကြီးတော်တော်များများခေါ်ယူဖို့အော်ဇင်မန်ကိုစီစဉ်မရှိတော့ဘူးအဲ့တော့အရင်တော့ကလည်းမတူတာအရင်တော့ကခုနပြောသူပဲဒါကစားသမားကစောက်ကျင်ကောင်းကောင်းမကောင်းကောင်းအသင်းတွေကလူပြီးခေါ်ကြပါတော့ဒီကစားသမားကတို့တို့အနေနဲ့ဒါနီးပြရင်အနေနဲ့ဒါကျွန်တော် control လုပ်နိုင်မယ်ပဲပြောချင်တာကဟို I can fix him ဆိုတဲ့ပုံစံမျိုးဒါနီးပြတွေကတော့ရတာရှိတယ်အခုလက်ရှိမှာနီးပြရင်ဒါကိုစိတ်ပိုဆိုးတာအရင်တော့ကနီးပြတွေကဒါကျွန်တော်တို့ မန်နေဂျာမဟုတ်တော့ဟက်ကိုချ်ဖြစ်သွားဟက်ကိုချ်ဆိုတာခုနကပြောပြတာအသင်းနဲ့ဒီစားဥမာလက်ရှိမှာအိမ်ဆံပဲပြောမယ်မန်နေဂျာနဲ့ဟက်ကိုချ်ဘာကွာလဲဥမာလက်ရှိမှာဟက်ကိုချ်ကရူဘင်အာမိုရင်မန်နေဂျာဆိုတာအာတီတာ အခုလက်ရှိမှာအာတေတာဥပန်ဘီရဲ့နဲ့ကိစ္စနဲ့ပတ်သက်ဘယ်လိုဟန်တယ်လို့တော့ပြည်သက်တွေမြင်ဘူးလိမ့်မယ်ကျွန်တော်ဒီကစားသမားကိုကြည့်ဒီကစားသမားငါအတင်းမှာဘယ်တော့မှမကစားရဘူးအဲ့လိုမျိုးပုံစံမျိုးတွေ့ရမယ်တဲ့မှာပါအဲ့ဒါမန်နေဂျာဟက်ကိုကြောက်မှာလက်ရှိမှာဂျေရင်ဆန်ချိုဂျေရင်ဆန်ချိုသာလက်ရှိမှာယူနိုက်တက်တင်ကိုပြန်မြင်လာပြီဆိုအကဲအင်းနီယော့စ်ကနေပြီးတော့ဒီကစားသမားကိုကစားခိုင်းနေဆိုရင်ဒီပြအနေနဲ့ကြံဖန်ပြီးဒီကစားသမားကိုအသုံးပြုပြီးကစားပေးရမယ်ပုံစံမှာရှိတယ် အခုလက်ရှိမှာတော်တန်ဟော့စပါသင်းနဲ့ဒီလိုမျိုးပုံစံမျိုးတွေအများကြီးဖြစ်နေတယ်မှာပါအမှန်တကယ်ဆွန်ဟောင်းမင်းလိုပဲဆွန်ဟောင်းမင်းခြေကြနေတာပြိတက်လည်းသိတယ်ကစားသမားလည်းသိတယ်နီးပြမသိကြကြအောင်ဒါပေမဲ့ဆွန်ဟောင်းမင်းဘာလို့တုံးလဲလက်ရှိမှာဒါကျွန်တော်တို့နိုင်ငံခြားပြိတက်တွေလာပြီးကြည့်အောင်လို့ဆွန်ဟောင်းမင်းတုံးတယ်ဒီလိုစနေရီယိုပဲအဲ့တော့ပြောချင်တာက head coach တွေအနေနဲ့ကောဒါ manager တွေအနေနဲ့ကောအခုလက်ရှိမှာ character မကောင်းတဲ့ကစားသမားတွေအသင်းမှာမထားဘူးဘာဖြစ်လို့လဲကဘာပေါ်မှာလက်ရှိမှာဖက်ဖက်ကကြည့်မယ်အခုလက်ရှိမှာခင်ဗျ Ozyman ကိုခေါ်မယ် အော်ဇီမန်ကိုခေါ်မဲ့ဒါကျွန်တော်တို့တစ်ဖက်ကမန်ချက်စတာယူနိုက်တက်အသင်းနဲ့ကြည့်မယ်ခမရဒပတ်လုကာလာဆာအခုလက်ရှိမှာအော်ဇီမန်ကဟာအရင်တော့3သိန်း3သိန်းကွဲမှာဒပတ်လုကာလာဆာခမရ2သိန်းကွဲလောက်တာပဲအဲ့တော့အခုလက်ရှိဒါကလတာဆာရီမှာလည်းဆောက်ပြဒနာတက်နေတယ်နပိုလီမှာလည်းဆောက်ပြဒနာတက်ခဲ့လို့ဒီမှာလည်းဆောက်ပြဒနာမတက်ဘူးအခုလက်ရှိဂျီဒင်းဆန်ချိုကိစ္စဂျီဒင်းဆန်ချိုနေတာအဘန်ချက်စင်နေတယ်ချယ်ဆီရောချယ်ဆီမှာလီဘီယာနဲ့ဆောက်ပြဒနာမတက်တော့ဘူးလို့ထင်ထားခဲ့မယ်လီဘီယာနဲ့ဆောက်ပြဒနာတက်တာပဲအဲ့တော့ ဒီလိုမျိုးပြောမယ်ဆိုမြန်မာလူအင်္ဂလိပ်လိုဒါရိုင်းရိုင်းဆိုင်ဆိုင်ဒဲ့ပြောမယ်ဆို virus ပေါ့နော်ဒီလို virus လို့ကစားသမားမျိုးကအသင်းမှာရှိနေတယ် အသင်းကငွေကုန်နဲ့လူပင်မန်းနဲ့ဒီကောင်ကဒါ facility ကလိုက်ပြီး facility လိုက်လို့ရတဲ့ပြဿနာတော်တော်လေးကိုကြီးမာတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိအခြေအနေတွေကဘယ်လိုမျိုးလုပ်ဖို့ရှိလဲ။အဲ့တော့ရှင်းနေအသင်းတွေအနေနဲ့ဒီကစားသမားတွေဝိုင်းကျင်တယ်။အဲ့တော့ Osimhen နဲ့အခုလက်ရှိမှာဘယ်လောက်ထိတောင်ရည်ရလဲဆိုတော့ဥရောပကဘယ်ကလပ်ကမှ Osimhen ကိုခေါ်ယူဖို့တော့လက်ရှိမှာအစီအစဉ်မရှိဘူး။ Galatasaray လေးကိုတိုင်ကလာမဲ့ရာသီမှာအပိသက်ခေါ်ယူဖို့အစီအစဉ်မရှိဘူး။အဲ့တော့ ကျွန်တော်လဲအော်စမန်ကိုကစားသမားအရာ physical ဘိုင်းက area dominance ရအကုန်သဘောကျကျွန်တော်ကိုယ်တိုင်ဗျာအော်စမန်ကို gain နဲ့မှာ EAF မှာတုံးတာတဲ့ကောင်ဟိုမြန်နေဗျာ area တွေမှာပြောတင်တာဗျာထောင်းထောင်းမောင်းမောင်းယူမှာမြန်တဲ့ကစားသမားဟူစိန်ပေါ့ကူမှာ Harry Kane နဲ့ပေါင်းထားတဲ့ကစားသမားမျိုးဗျာတိလားအဲ့လိုပုံစံမျိုးပေါ့အဲ့တော့ဒီကစားသမားကိုမချင်ဘာလွတ်တာဆိုမခေါ်လဲအဖြေက character ပဲအသင်းတွေအနေနဲ့ခုလက်ရှိမှာ စောက်ပိုးမကျတဲ့ကစားသမားတွေကိုအချိန်ပေးပြီးပြုပြင်အောင်ဒါကျွန်တော်တို့ကလေးထိမ့်သိမ့်ရတော့လူငယ်ပြုပြင်ရေးဆိုင် လူငယ်ပြုပြင်စကံမဟုတ်တော့ဘူးအရင်တော့ဖြစ်ရင်ဖြစ်မယ်ဒါနီးပြအနေနဲ့ဒါမိသားစုလို့ဆက်ဆံမိတာကစားသမားတွေပြောင်းလဲပြစ်နိုင်တယ်ဖြစ်ရင်ဖြစ်မယ်အခုအားလို့မဟုတ်တော့ဘူးဘာလို့ခုနကပြောအကုန်လုံးက business ဆက်တာဒီကစားသမားတယောက်ခင်ဗျာအချိန်ပေးရမယ်ပစံပေးရမယ်ခေါ်ပြခေါ်ယူကြည့်ပေးရမယ်အဲ့သုံးခုပေးထားတာပါခမညာခေါ်ပြီးတော့အာတားလေးလေးလေးမမနီဆိုတော့ဆိုတော့အခုလက်ရှိမှာအတင်းတတင်းကခမညာငွေသုံးပြီးဆို they expect something from you ခမညာစီကတခုခုမျော်လင့်နေအဲ့တော့ ော်စင်မဲစီကနှစ်သိန်းခွဲပေးလိုက်တယ်။ဟုတ်ကဲ့ခင်ဗျတပတ်လောက်ခါနှစ်ပိန်းတော့နှစ်သိန်းခွဲပေးနေတယ်။နှစ်သိန်းခွဲပေး At least ဗျာဒီကစားသမားဆော့မယ်အပိုးကျိုးတယ်။ခါနောက်ဆုံးဗျာဂိုးမသွင်းဆိုတော့နားလေတော့ဒီကစားသမား At least he is trying ။ဒါပေမဲ့အော်စင်မဲရဲ့လက်ရှိပြဿနာတွေကသူ့ရဲ့ agent ကဆောက်ဘူးမကျိုးသူကိုယ်တိုင်ကလည်းအဘူးမကျိုးအဲ့တော့ အချို့က agent ဆောက်ဘူးမကြိုးမိကစားသမားဆောက်ဘူးကြိုးတဲ့ကစားသမားအများကြီးပဲတချို့ကြတယ်ကစားသမားဆောက်ဘူးမကြိုးပေမဲ့ agent ဆောက်ဘူးကြိုးတဲ့အများကြီးပဲအဲ့တော့ပြောချင်တာကအခုလက်ရှိဒါကျွန်တော်ဘောလုံးလောကမှာဗောနော်ဒါအရေးကြီးလာတာ character ပဲကျွန်တော်ကတော့ဒါကိုကြိုက်တယ်အမှန်တမ်းပြောရမယ်အဲ့ဒါဆိုလက်ရှိမှာဒါတိတဲ့အတိုင်းပဲဒါတချို့ကစားသမားတွေဆိုဒါ core club တွေမရှိတော့တိုင်ပတ်သွားတဲ့လူတွေအများကြီးအများကြီးရှိလာဥပမာရ example တစ်ခုကျွန်တော်ခမားတို့ပြောပြမယ် ပရိသတ်တွေကြားထဲမှာအယံဟော့ပြီးအခုလက်ရှိမှာအယံကောင်းပြီးအသက်လည်းငယ်သေးတယ်စာချုပ်ဖြတ်သိမ်းကြီးဆိုတဲ့ယူရို25တန်းပဲရှိတယ်ကစားသမားတစ်ယောက်ရှိတယ်ဒါပေမဲ့အကျဉ်းစရိုက်မကောင်းဘူးမနစ်ကလေးဆောင်ကလေးဘူးမှမကောင်းဘူး Ryan Sharkey Ryan Sharkey နဲ့အခုလက်ရှိ Lion မှာတအားမိုက်တယ်တအားကောင်းတယ်ဘာလို့အသင်ကြီးတွေမခေါ်လဲသိလား Fabio Romano ကိုယ်တိုင်ပြောထားတယ်လက်ရှိမှာသူ့ရဲ့ attitude problem က very very big ကျွန်တော်တို့ပြည်သက်တွေနဲ့ကစားသမား flare တွေအရအကောင်းကစားသမားတွေကျွန်တော်တို့အမြဲတမ်းအမြဲတမ်းကစားသမားကိုခေါ်စေခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့ကန်ရတာမဟုတ်ဘူးဒီပြကန်ရတဲ့အသင်းကဟန်တယ်လို့ဒီကစားသမားတွေခက်ခက်ခက်ခဲဖြစ်ပြီးဆိုရင်တကယ်တမ်းကန်တွေရအသင်းအခုလက်ရှိမှာကျွန်တော်ပြောသဘောလက်ရှိမှာ United scenario လို့ပြောအောင် Manchester United အခုလက်ကျွန်တော်ပေါ်ပေါ်ပါကို Manchester United ပြည်သက်လိုချင်တယ် Jadon Sancho Manchester United ပြည်သက်ဒါပေမဲ့ပေါ်ပေါ်ပါ Jadon Sancho ကိစ္စဖြစ်သွားတဲ့အချိန်မှာတကယ်နဲ့ဘယ်သူနဲ့နာသွားအသင်းကဘယ်နဲ့နာပေါ်ပေါ်ပါမှာ Manchester United ကတန်းကိုယာနေကြီးဆုံးရှုံးသွားခဲ့တယ်เนาะ Manchester United ရဲ့ Jadon Sancho နဲ့ပတ်သက် က်ပြီးတန်းကိုယာနဲ့ချီဆုံးရှုံးတယ်။ကစားသမား2ယောက်နေတဲ့ Manchester United ကပေါင်တန်း300လောက်ထိဆုံးရှုံးသွားတယ်။အဲ့ဒါနော်ကစားသမားခြေသွမ်းပြတာဘာညာဆိုတာနဲ့ကစားသမားဒီအကျင့်စာရိတ်တာကြောင့် Manchester United တင်းနဲ့ပေါင်တန်း300တိတိဆုံးရှုံးသွားခဲ့တယ်။အဲ့တော့ဘာလို့ဒီလိုကစားသမားတွေလက်ဆောင်လဲဆိုတော့ပြောရမယ်ဆိုတော့အဖြေကရှင်းရှင်းလေးပဲဟုတ်တယ်မာသူနာပေါ်ပဲဒါနှစ်သိန်းခွဲပေါ့နော်နှစ်သိန်းခွဲဆိုတဲ့လဲကျွန်တော်လာစားကမများဘူးဒါပေမဲ့မနေဘူး ဒီကစားသမားတွေဂျေဒင်ဆန်ချိုလိုထပ်ဖြစ်သွားမယ်ခုနကလက်ရှိဒါကျွန်တော်တို့ခုဂျေဒင်ဆန်ချို United အသင်းကိုချက်စီကနေပြန်လာမယ်ထားဘဒူဝဲမှာလဲတပတ်လောက်ကပေါင်2သိန်းခွဲနဲ့ဘယ်အသင်းဘလက်တပတ်လောက်ကပေါင်3သိန်းကစားသမားမျိုးဘယ်အသင်းကခွန်မလဲအဲ့ဒါတွေကဆက်အဲ့တော့အချင်းစရိုက်ခုနပေါ်တဲ့ကစားသမားတွေခြေဆွမ်းမကောင်းဆိုခြေဆွမ်းအောင်ကောင်းအောင်ပြုပြင်ပေးအောင်နေရာတွေဒါပေမဲ့ပင်ကိုဗီဇဗိုင်းရပ်စ်ဆန်နဲ့အချင်းစရိုက်မကောင်းဘူးဆိုရင်အဲ့ဒီကစားသမားကတော့တယ်။ဖျားဆူတော့ခင်ဗျာ ဲ့တော့ကျွန်တော်ကတော့အဲ့လိုပဲမြင်နေအဲ့လို scenario ကျွန်တော်ကတော့မြင်နေခင်ဗျားတို့ကဘယ်လိုလဲမသိကျွန်တော်ကအဲ့လိုပုံစံမျိုးမြင်နေဒါပေမဲ့ကျွန်တော်အနေနဲ့ကျွန်တော်ဒါမျိုးကိုကျွန်တော်ပြစ်တော့အသင်းနဲ့ဒါကျွန်တော်ရက်တည်ချက်တဲ့ကိစ္စမှာဆိုအသင်းနဲ့တူကြမှာတူမှာဒါပေမဲ့ဒီလိုကိစ္စမျိုးကိုကျွန်တော်ဒီအသင်းကတော့100%ရက်တည်တယ်100%ပဲလို့ပါပဲအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ youth sport media 3.0ဆိုတော့ TV4 တို့မှာကျင်းလို့ဆိုပေါ့ကိုညီလို့ရပါတယ်။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလေ youth sport media 3.0ဆိုတော့ TV4 ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းပြုကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဗျ။ဟောက comment နေတဲ့မှာလေး YouTube Sport Media 3.0နဲ့ TV4 ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်း clip ဖို့မမေ့ကြပါနဲ့။များများ clip မမေ့နိုင်ဖြစ်ပါတယ်။အားလုံးကြွတူပါရဲ့ကျွန်တော်တို့နောက်မှ AC တွေ့ကြရပါဘော။ TV4 ဗျ။